ေ့ကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဟို impact ကြောင်းပြောမယ်ပေါ့နော်ဟိုဒီနေ့ကကျွန်တော်တို့ search ပြီးွားပြီပေါ့နော် search နဲ့ impact နဲ့ပါခွာလဲပေါ့အရင်ဆုံးပြောကြည့်မယ်ပေါ့နော် search ကကျွန်တော်တို့ဟိုပါပေါ့နော် search ကကျတော့ကျွန်တော်တို့ control တယ်ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ကျွန်တော်တို့ manual ဖွင့်မယ် search ကနှစ်ခုပါမယ်နှစ်ခုပါမယ် impact ကတစ်ခုပဲရှိမယ်ပေါ့နော်ကျွန်တော်တို့တမောမှာ search ကို impact ကိုကျွန်တော်တို့ abandon ship လောက်တဲ့အချိန်မှာကျွန်တော်တို့ကအဲဟို တယ်ဆောင်မဲ့လူပေါ့နော်သူက personal effort မှာပါလဲပေါ့အများသားပြည်ရာရှိတွေပေါ့နော်ရာရှိမှာပါမယ်သူကတယ်ဝါမယ်ပေါ့နော်တယ်ဝါပြီးတော့ event နဲ့ search နဲ့ထုတ်လုပ်မယ်ပေါ့ search ကကြတော့ကျွန်တော်တို့ကသူက reach ကအများကြီးမရဘူးပေါ့နော်ပြောရမယ်ဆိုရင် impact ကကြတော့ impact ရဲ့အလုံးလုံးပုံကကြတော့ကျွန်တော်တို့ကဟိုသူများမှာ radar ပုံစံနဲ့သွားတာမဟုတ်ဘူးကျွန်တော်တို့က satellite ကိုဒီဘက်ကလွှင့်ထုတ်တာပေါ့နော်ပြောရမယ်ဆိုရင်ဟိုကျွန်တော်တို့ဟိုပို ဆတ်ကဘယ်လိုမျိုးနေရာမှာအသုံးဝင်လဲဆိုတော့အနီးနားမှာကျွန်တော်တို့ဘာမှတခုခုပေါ့နော်ဟိုအဲတင်မောစီရပဲဖြစ်ဖြစ်နောက်စိတ်ကန်းတခုခုရှိတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့ချိန်မှာ search ကအမြန်ဆုံးဟို duty officer ကိုကျွန်တော် notice လုပ်စေတယ်ပေါ့နော် notice လုပ်စေပြီးသိစေတယ်ဒီဘက်ကကျတော့အလုပ်မဟုတ်ဘူးဒီဘက်ကကျတော့ထုံးလွှင့်လိုက်ပြီဆိုတာ ਨੇ သူကဘယ်ကိုရောက်သွားမှာလဲပြောလို့သူက satellite ကိုပေးပို့တာပေါ့နော် satellite ကိုပေးပို့တယ်ကျွန်တော်ဒါလေးချက်ကြည့်လိုက်ပေါ့နော် သူကကျွန်တော်တို့ဒီ e-pad ပေါ့နော်ဒါအခုကျွန်တော်တို့မြုပ်သွားပြီသင်္ဘောမြုပ်သွားပြီးတော့ကျွန်တော်တို့ live rap ပဲဖြစ်ဖြစ် live book ပေါ်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒါ e-pad ကို activate လုပ်လိုက် e-pad ကို activate လုပ်လိုက်ပြီးကို e-pad ကဘယ်ကိုပို့ပေးမှာလဲဆိုတော့ e-pad send signal to satellite ပေါ့နော် satellite ကို cosmos satellite cosmos satellite ကိုပို့ပေးမှာအဲ့ဒါဖြစ်တဲ့အတွက်သူက satellite ကိုပို့ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟို away ပေါ့နော်ဂျာရှင်းပြောရတယ်အဝေးကိုကျွန်တော်တို့ notice လုပ်နိုင်တယ်ပေါ့ အဲ့အရာဒီမှာတစ်စင်းကျွန်တော်တို့ကဘယ်လိုသွားမှာလဲဆိုတော့အဲ့ဒီ satellite ကတွေကျွန်တော်တို့ local user terminal ပေါ့နော် LUT လို့ခေါ်တဲ့စက္ကန့်မှာရှိတဲ့ local user terminal ကိုသူကသူ့ရဲ့ data ကိုပို့ပေးမယ်ပို့ပြီးတော့အဲ့ဒီအဲ့ဒီ local user terminal တွေကနေဘယ်လိုထပ်ပို့မယ်ဆိုတော့ mission control center ကိုထပ်ပို့မယ်အဲ့ဒီ mission control center ကနေဘယ်လိုထပ်ပို့မှာလဲဆိုတော့ rescue coordination center RCC ကိုပို့ပေးမှာပေါ့နော်အဲ့ကြမှာ RCC ကကျွန်တော်တို့ဒီ ီပက်ထုတ်လုပ်တဲ့နေရာရဲ့ပတ်သက်ပြီးတော့ location ကိုတည်သွားပြီး data တွေတည်သွားပြီးဆိုမှ तू က sign risk တွေကိုပို့ပါပေါ့နော်ဥပမာဒါဆို helicopter လည်းဖြစ်နိုင်တယ်ပြင်နေတော့အနီးနားတမောတွေကို notice လုပ်ပြီးနီးနားတမောတွေကိုလာခဲ့ခိုင်းရလေဖြစ်နိုင်တယ်စိတ်ကန်းရီ course cut တွေကတစ်ဆင့်လာခဲ့လာခဲ့ရလေဖြစ်နိုင်တယ်ပေါ့နော်ဒါသူ့ရလုံးလုံးပေါ့ပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ e-pack ကကြတော့ကျွန်တော်တို့ away ကိုထုတ်လွှင့်နိုင်တာပေါ့နော်ပြောရမယ်ဆိုရင် away ကိုထုတ်လွှင့်နိုင်တယ်အဲ့ဒါအရေးကြီးဆုံးပဲပေါ့နော် search ကကြတော့ကျွန်တော်တို့အနီးနားမှာရှိတယ်ကျွန်တော်တို့ဟိုဟို အခြားသမောတွေနဲ့ရေဒါတွေနေနဲ့မိသွားအောင်အဲ့လိုမျိုးသဘောပဲကျွန်တော်တို့ထုတ်လင်းတာပေါ့နော်အဲ့တော့သူရဲ့လုံဆောင်မှုလေးရောင်းနေကြွားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ e-pack ကဘာလဲပေါ့နော် e-pack ကဘာလဲဆိုတော့ကျွန်တော်တို့ e-pack pro provide homing signal for science school unit နဲ့ခုနကစာစု unit စီကိုကျွန်တော်တို့ပို့ပေးတယ်ပေါ့အဲ့တော့သူက bare frequency မှာအလုပ်လုပ်လဲမင်းကျွန်တော်တို့အဲ1 to 1.5 megahertz နဲ့ 406 MHz မှာလောက်တယ်ပေါ့နော်ဒါပြောတော့ကျွန်တော်တို့ဘယ် satellite နဲ့လောက်တယ်ဆိုတော့ကျွန်တော်တို့ကမေးခဲ့တယ်ဆိုရင်ကျွန်တော်တို့ cosmos success satellite ပေါ့နော်ကွန်ကွန်လာလေကျွန်တော်တို့ပြရတယ် cosmos success satellite နဲ့အလောက်လောက်တယ်ခုနလိုပေါ့အဲ့ဒီအရင်ကဆိုရင်121.5 MHz ကိုပဲသုံးတယ်ပေါ့နော်အဲ့ဒါနောက်ပိုင်းက406 MHz နဲ့ကျွန်တော်တို့ reprise လုပ်လိုက်တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ cosmos service satellite ကို launch လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့် လောက်လိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကလောက်လိုက်တဲ့အတွက်ဒီ406 MHz ကိုပို့သုံးတယ်ပေါ့အဲ406 MHz ရဲ့ advantage ကဘာလဲဆိုတော့ပို့ပြီးတော့ location accuracy ကိုပိုကောင်းစေတယ်ပေါ့နော်တပီတော့ global coverage global coverage ဖြစ်တယ်ပေါ့နော်အဲ့ဒါပို့ကောင်းတယ်ပေါ့ပြီးတော့ကျွန်တော်တို့ e-pack ကကျွန်တော်တို့ register with appropriate authority ကျွန်တော်တို့ authority တစ်ခုခုနဲ့ကျွန်တော်တို့က e-pack က register လုပ်ထားမှာပေါ့နော်ဒါကတော့ပုံတင်မောတိုင်းမှာပစ္စည်းပဲပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်ဟိုကျွန်တော်တို့ register ကတော့လုပ်ထားရတာပဲပေါ့နော်ဥပမာကျွန်တော်တို့ ဟိုစချိုလဲစပဲ authority နဲ့ origin စာလောက်ထားမယ်ဒီလိုမျိုးလောက်ထားပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ e ကျွန်တော်တို့ e pass ပေါ့နော်ဒါ e pass ကိုရှိမယ်ဒါဒါလေးကိုချက်ကျွန်တော်ပြောလိုက်မယ်ပေါ့နော်ဥပမာ e pass ကိုကျွန်တော် test လုပ်မယ် test လုပ်မယ်ဆိုကျွန်တော်တို့ဘာတွေလုပ်မလဲဥပမာကျွန်တော်တို့လလတိုင်းပေါ်ပါပေါ့နော်ကျွန်တော်တို့လတိုင်းပေါ့နော် monthly test လုပ်မယ် monthly test ကြည့်မယ်၃လတခါ test လုပ်ရတာရှိမယ်နောက်တစ်ခုက2 year ဘာတွေလုပ်မလဲနောက်တစ်ခုက4 year ဘာတွေလုပ်မလဲပေါ့နော်အဲ့တော့ monthly မှာဘာတွေလုပ်မလဲဆိုတော့ ကျွန်တော်တို့က monthly မှာကျွန်တော်တို့က internet test လုပ်မယ်ပေါ့နော် internet test လုပ်မယ် internet test လုပ်မယ်ဆိုတာဘာလဲဘာပြောလဲကျွန်တော်တို့ battery နဲ့ transmitter ကိုဆင်မှာပေါ့ကျွန်တော်တို့ပထမဆုံး ipad ကိုကျွန်တော်တို့မလုပ်မယ်ဆိုတော့ ipad ကျွန်တော်တန်ကြီးလေးလုပ်ပြီးမယ်ဥမာကျွန်တော်တို့ ipad ကကျွန်တော်တို့အဲတချို့ပုံလေးပြပေးမယ်ပေါ့နော်ကျွန်တော် bridge ဝင်းမှာပေါ့နော် bridge ဝင်းမှာကျွန်တော်တို့တွေ့ကြမယ်ထင်ပါတယ်ဒီပုံဒီလိုမျိုးလေးကျွန်တော်တို့ဖုံးထားရတယ်ပေါ့နော် ဒါကတော့ကျွန်တော်တို့ဒီအဖုံးကိုချွတ်လိုက်တဲ့အချိန်မှာအထဲမှာပေါ်နေတဲ့အတိုင်းပေါ့နော်ဒါပဲနေမှာပေါ်နေတဲ့အတိုင်းဒီယာကြီးရတာ ebook ပေါ့နော်ဒီမှာဒီအလုံးလေးရှိရမှာဒါလေးက hr ပေါ့နော်ဒါကြီးအကုန်လုံးအလုံးလုံးပုံပြီးရင်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒါ ebook ရှိမယ် ebook ကလေဒါကျွန်တော်တို့မြင်ရတဲ့ ebook ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမလုပ်နေဘူး။အဲခုနလို e-pack ကိုတန်ရှင်းရေးတွေလောက်ပါတဲ့။အဲခုနလို့ကျွန်တော်တို့ဖွင့်ကြည့်မယ်။ဖွင့်ကြည့်ပြီးတော့ကျွန်တော်တို့ဒီ e-pack ကို ီဘက်ကိုလည်းတန်ရှင်းလို့ပါဘူးနော်အထဲမှာတစ်ခါတလေကျရင်ကျွန်တော်တို့ဥပမာပေါ့နော်ဥပမာကျွန်တော်တို့ဘက်ကေရီယာတော့ပါစီးရဆိုရင်ကြောင်မီးတွေပါတင်နေဆိုရင်အမုံတွေဝင်တာမျိုးတွေရှိတတ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအထဲကိုလည်းတန်ရှင်းလို့ပြင်မယ်ပေါ့နော်တလားတစ်ခါပြင်ပါလို့မလဲဆိုတော့တဲ့ test position ပေါ့နော် switch cloud လေးရှိတယ်အဲ့ဒီ cloud ကိုတော့ test position ကိုပြောင်းမယ်အဲပြောင်းလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့15စက္ကန့်ကြာလိုက်တဲ့အချိန်မှာ red light တွေက အနီရောင်မီလီလင်းလာမယ်နော် flash ဖြစ်လာမယ်ပေါ့ flash လာပြီးတော့ after 1 minute 10မိနစ်ကြာတဲ့အချိန်မှာကျတော့ automatically reset ဖြစ်သွားတယ်ပေါ့ automatically reset ပြန်ဖြစ်သွားတာပိတ်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်ပြင်ပါရစ်စစ်မလဲတဲ့ကျွန်တော်တို့ခုနလိုကျွန်တော် e-pad မှာ battery ရှိတယ်အဲ့ဒီ battery ရဲ့ expiry date ကိုစစ်မယ်ပြီးနောက်ခုနကျွန်တော်ပြောတဲ့ HRU လေးရှိတယ်အဲ့ဒီ HRU ကို account HRU ရဲ့ expiry date စစ်တာပေါ့နော်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲကျွန်တော်တို့စမ်းတက်လိုက်တဲ့ဟာကိုကျွန်တော် GMS set radio logbook ပေါ့နော်အဲ့ဒီ radio logbook ထဲမှာကျွန်တော်တို့ အဲဘယ်ချိန်မှာဘာကိုဆက်သက်လိုက်တယ်ဘာညာကျွန်တော်တို့ထည့်ပြီးတော့ပြီးမယ်ရရှိတော့ရင်စိုင်းထုတ်မယ်ပေါ့နော်ပြီးတော့ every 3 month အဲ3လတခါပါလေးဆက်မယ်ဆိုကျွန်တော် holding bracket ပေါ့နော်ကျွန်တော်တို့ခုနကကျွန်တော်ပုံလေးပြထားတဲ့အတိုင်းပဲဒီပုံလေးပြတဲ့အတိုင်းပဲပေါ့နော်ဒီဒီကောင်လေးပေါ့ဒီကောင်လေးကိုကျွန်တော်တို့ဒီဒီကောင်လေးကိုကျွန်တော်တို့ဒီထားတာပေါ့နော်ဟိုမှာထပ်ပါတော့ stable side double side break ဝင်မှထားရတယ်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ tan frame ရှိမှာပေါ့ tan frame holding break အဲ့ဒါကြီးလည်းကောင်းမကောင်းဘူးမတန်ကြီးတက်နေလားတန်ကြီးတက်နေတန်ကြီးခောက်ပြီးတော့စေးပြန်တုတ်တာမျိုးလောက်ရမယ်ဒါမှမဟုတ် frame မကောင်းတော့ဘူးဆိုလဲ frame အစ်စ်လေးတွေပြန်လဲရမျိုးလို့ဟုတ်တယ်လာမယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြောတာပေါ့နော်အဲ့ဒါလေးရှိမယ်ပေါ့နော်အဲ့ဒါရှိမယ်အဲကျွန်တော်တို့အဲ့ဒါလုပ်ပြီးွားဆိုရင်ကျွန်တော်တို့ကဥပမာအဲစစ်မယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ visually check လုပ်ပေါ့နော်အကောင်းမကောင်းလို့စစ်လိုက်နောက် 2year ပေါ့နော်နှစ်နှစ်တခါပါလေးလုပ်မယ် နောက်တစ်ခါကျရင်ကျွန်တော်တို့ကဘာလို့ e-pack ကို servicing ပို့ရမှာပေါ့နော်ဒီဘက်ကို servicing ပို့မယ်ပြီးရင် hydrostatic valley HRU လဲမယ်ပေါ့နော်အဲ့တော့ HRU အဲ့ဒါကတော့ကျွန်တော်တို့ကလေနှစ်နှစ်တစ်ခါလို့သတ်မှတ်ထားတာတဲ့ဆိုင်ရင်ဟိုပါပေါ့ကျွန်တော်တို့ဒီဘက်ဝင်လာတာဆိုတော့ကျွန်တော်တို့အဲ e-pack ရဲ့ battery နဲ့ခုနကကျွန်တော်ပြောတဲ့ e-pack ရဲ့ battery ရှိမယ်ပြီးရင် HRU ရှိမယ်အဲ့ဒီ HRU ရဲ့ expiry ကိုမှတ်ထား expiry နီးလာပြီဆိုရင်ကျွန်တော်တို့ကြိုပြီးတော့အဲဟိုတကြီးကိုဖြည်းဖြည်းအကြောင်းကြားတာ ကျွန်တော်မှားဖို့မှားဖို့လိုရလာရင်တတိယမှားမှားလို့ပြောရင်ကိုမှားပါဘောနော်ဒါလေးတွေကိုလို့ကိုလိုရတယ်ဘောနော်အဲအဲ့ဒါကမှလိုရလာတယ်ဆိုရင်ねဒါမှမဟုတ် every 4 year မှာလိုရလာတယ်ဆိုရင်ね battery chain ね service ဝင်တဲ့ချိန်မှာ battery ကို change လုပ်ပါရတယ်เนาะဒါလေးပြောတာအဲ့ဆိုတော့ဟိုဒါကတော့ကျွန်တော်တို့ပြောတဲ့ဟာလေးပေါ့เนาะပြောတဲ့ဟာလေးမှာမှာကျွန်တော်တို့ဒီမှာပေါ့ဒီဒီထဲမှာကျွန်တော်တို့အရေးကြီးတဲ့ချက်လေးနည်းနည်းပြောပြမယ်เนาะအဲ့တော့ e-pack ကဘယ်နှမျိုးရှိလဲပေါ့ ဒီပက်ဆိုတာကကျွန်တော်တို့အရှိကောက်ပြောမယ်ဆိုရင် emergency position indicating radio beacon လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီဘက်ကမျိုးစားက၄မျိုးလောက်ရှိရဲဒါပေမဲ့ကျွန်တော်တို့ကအခုလက်ရှိမှာတကယ်သုံးနေတာတော့ကျွန်တော်တို့ cost per success e pack ကိုအဓိကသုံးနေတာပေါ့နော်ခုနကလို406 MHz နဲ့လောက်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒါဂျာလေးကျွန်တော်အများကြီးတော့မပြောသွားတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနက ကျွန်တော်တို့ပြောထားတဲ့ဟိုလောက်ဆောင်ပုံဒီမှာရေးပေးထားတယ်ပေါ့ကျွန်တော်ခုနကပုံလေးနဲ့ပြပေးထားတယ်ပေါ့နော်ဒီဒီလိုပုံလေးဒီပုံလေးပေါ့ဒါပုံလေးနဲ့ပြပေးထားတယ်ဘလို့လို့ပုံပေါ့နော်ဒီဘက်ကထုံးလိုက်တယ် satellite cosmos satellite ကိုပို့ပေးဖို့တယ်ပို့ပြီးတော့ loser loser local user terminal LUT ကိုပို့တယ်ပေါ့အဲ့ LUT ကမှတစ်စင် MCC ကို mission code control center ကိုပို့တယ် in rescue coordination center ကိုပို့တယ်ပြီးမှအဲ့အရာဒီမှာ sign rescue team ကိုထုံးလို့ပြီးကျွန်တော်တို့ကဲသေးတယ်ပေါ့နော်ဒါလေးကိုပြောပြတာပေါ့နော်ဒါလေးပြောအဲ့ဒီမှာကျွန်တော်တို့ဟို အကြီးကြီးတဲ့အချက်လေးပေါ့နော်ဤဘက်ကဘာတွေထုတ်လွှင့်မလဲပေါ့နော်ဤဘက်ကဘာတွေထုတ်လွှင့်မလဲလို့မေးတတ်တယ်အဲအကုန်လုံးကသိကြတာဤဘက်ထုတ်လွှင့်လိုက်တယ်ဆိုရင်ဒါ position ကြီးတွေပါသွားမယ်ဟိုစစ်နေတွေ cost sign တွေဘာတွေအကုန်ပါသွားမယ်လို့ထင်တယ်ပေါ့နော်တကယ်တကယ်ဆောင်းမမအဲ့လိုမေးလာတတ်တယ်ပေါ့အဲကိုကထင်တာအဲ့လိုတကယ်တမ်းကတော့သူပေးပို့တာအဲ့ဒါပေးပို့တာမဟုတ်ကျွန်တော်တို့ MNSI number ပေါ့နော် MNSI number တက်တခုကိုပဲသူကပေးပို့တာအဲ့တခုကိုပဲပေးပို့ပြီးွားမှာကျွန်တော်တို့ခုနကလိုရောက်သွားတဲ့တန်ဒီ satellite ကလည်းပို့မယ် satellite က local user data နေအဲ local user data မြင်နေရမှာကျွန်တော်တို့အဲ့ MIS နံပါတ်နဲ့ခွဲခြမ်းဆက်ဆံပြီးတော့ခွဲခြားပြီးတော့ကျွန်တော်တို့ location တွေဟိုဟာတွေကိုကျွန်တော်တို့ဆက်မှန်ပြီးတော့ပို့ဆောင်ပါပေါ့နော်အဲ့လိုပဲပေါ့ပို့အဲ့ဆိုအဲဒါဟာဒီမှာပေါ့ cost plus satellite ဘယ်လိုအလုပ်လုပ်လဲပေါ့နော်ဒါလေးကိုပြောထားမယ်ဒါအများကြီးကျွန်တော်မပြောတော့ဘူးဒါခုနကလို့ဒီမှာပဲဒါလေးပဲချက်ကြည့်လိုက်ပါ အင်တာနက်ကြီး agree လုပ်ထားတဲ့ vegan number ဖြစ်တဲ့ကျွန်တော်တို့ MMSI number ကိုပဲသူကပို့ပေးမှာကျွန်တော်တို့သိပါတဲ့အားလုံး number 6လုံးပါတာပေါ့နော် MMSI number စမောတိုင်းမှာ MMSI number ရှိတယ် MMSI MMSI number ကိုပဲပို့ပေးပါပေါ့နော်အဲဆိုတော့အဲ့ဒီကိုမမဘူးပေါ့နော်ဒါလေးကြည့်ပါ ကျွန်တော်တို့ကျွန်တော်တို့အဲဒီမှာဒီမှာဒါလေးချက်ကြည့်လိုက်မယ်အဲဒီကောင်ကဘလို့ activate လုပ်မလဲပေါ့နော် activate ကျွန်တော်တို့တကယ်အဲ abandonship ဖြစ်သွားတယ်ကျွန်တော်တို့ live boat rescue boat abandon live boat live red တို့ပေါ်မှာကျွန်တော်တို့ဒီ effect ကိုယူသွားပြီးဘလို့လုပ်လုံးမလဲပေါ့အဲ့တော့ manually switch လုပ်လို့လဲ transmit လုပ်လို့ရတယ်ပေါ့နော်ဥမာ transmit on လုပ်ပြီးတော့ကျွန်တော်တို့ manually switch လုပ်ထားမယ်ပေါ့နော်ဒါမျိုးလည်းလုပ်လို့ရတယ်နောက်တစ်နည်းအကြောင်းတော့ပါဆိုကျွန်တော်တို့က immediate ဟို ဟိုအချိန်မရဘူးပေါ့ဗျာ managing လုပ်တဲ့ဒီမှာအချိန်မရတော့ကျွန်တော်တို့ဒီဘက်ကဥပမာဥပမာမတည်သွားနိုင်လိုက်ဘူးပေါ့တင်မောနဲ့တခါလေမြုပ်သွားတယ်ပေါ့ဒါမှမဟုတ်လည်းအချိန်မှမှဖြိုးဝါခံရတော့ဖြိုးကောင်းဖြစ်နိုင်တယ်ပေါ့အဲ့လိုဖြိုးလို့မြုပ်သွားတာမျိုးဆိုရင် तू ကသူ့မှာ HR ယူပါလေကျွန်တော်တို့ခုနပြောတယ်ဒီ HR ယူလေးပါမယ်ကျွန်တော်ခုနပဲဒီဒီအလုံးလေးပေါ့နော်ဒီ HR ယူလေးပါမယ်အဲ့ဒီ HR ယူလေးကဘယ်အချိန်မှလုံးလုံးမှာလဲအဲ HR ယူလေးကကျွန်တော်တို့ဘယ်အချိန်မှလုံးလုံးမလဲဆိုတော့ 2 to 4 meter ပေါ့နော်2 to 4 meter ရောက်ပြီဆိုရင်အဲ့ HRU လေးအလုံးလုံးပြီးတော့ကျွန်တော်တို့အဲ့ဒီ bracket တွေကလေးကျွန်တော်တို့အဲ့ဒီ e-pack လေးကကျွန်တော်တို့ထွက်လာမှာပေါ့ e-pack လေးကထွက်လာမယ်ထွက်လာပြီးတော့ကျွန်တော်တို့ရေပေါ်ပေါ်သွားမယ်ရေပေါ်ပေါ်သွားတဲ့အချိန်မှာသူကသူ့ဘာသူ automatically activation ဖြစ်ပြီးတော့ကျွန်တော်တို့ switch ကို on ပေးမှာပေါ့နော်အဲ့အဲ့အနည်းလေးပေါ့နော်ဒါဒါဒါကိုပြောထားတာပေါ့နော်အဲ့ကျန်တာတော့ကျွန်တော်အရင်ကြီးမစင်ပြတော့ဘူးအဲ့ဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်အခုပါလဲဆိုတော့ Oh, Good day to you mate Thanks for watching and please don't forget to subscribe and follow me on my Facebook page. Enjoy the video. In this video, we will discuss EPIRB. Emergency Position Indicating Radio Beacon. Types of EPIRB, how to activate the EPIRB, how does EPIRB works. အဲဒီဗီဒီယိုမှာပါလေးပြပြလာမယ်ဆိုတော့ကျွန်တော်တို့ ipad အရှိက emergency position indicating radio beacon လို့ခေါ်တယ်အဲ့တော့ ipad မျိုးစားတွေကဘာတွေရှိလဲပေါ့နော်ပြီးရင်ဒီမှာတော့ how to activate ipad ကိုဘယ်လို activate လုပ်မလဲ ipad ကဘယ်လိုလုပ်လုပ်မလဲပေါ့နော်အဲ့ကလေး force alert ပေါ့နော် force alert တွေဖြစ်တတ်တယ်တခါတလေကြာရင်ကျွန်တော်တို့ကဥပမာ ipad ကိုခုနလိုပေါ့ကျွန်တော်ပြောတယ်ကျွန်တော်တို့ဟို ipad ကိုတန်ရှင်းလောက်တာတော့ပေါ့လောက်ကြတယ်ပေါ့ဗျာလောက်ကြရင်လည်း motor တစ်ဆ switch ကို on မိသွားတာမျိုးဖြစ်တတ်တယ်

it is tracking equipment that transmits a signal on a specified band to locate a lifeboat, life raft, ship, or people in distress. An ABRB is a secondary means of distress alerting which is to say, that it comes later in the hierarchy of alerting SAR authorities in case of distress. The types of ABRB are COSPAS SARSIT ABRBs under the COSPAS SARSIT system work on the 406.02 5 megahertz and 121.5 megahertz band and are applicable for all sea areas. In Marsity, -E, 1.6 gigahertz band is the one which this app works on. These are now, applicable for sea areas be A1, be A2, and A3. VHF channel 70. This works on the, the 156.525 MHz band and is applicable for sea area A1 only. How to activate the EPIRB? The EPIRB needs to be activated to emit signals. This could be done manually by pushing a button on the unit, or it could happen automatically if and when it comes in contact with water the device is essentially battery operated. This helps because power is the first entity to be affected in case of a calamity. Hydrostatic release units, HRU, are pressure activated mechanisms designed to automatically deploy when certain conditions are met. In the marine environment, this occurs when submerged underwater to a depth between 1 to 4 meters. The activation depth will vary depending on the model. The pressure of the water against a diaphragm within the sealed casing causes a plastic pin to be yeah, I know. The on the unit, or it could have 6.525 only, activated to emit signals. This could, this could be done, done manually, by pushing a button on, a button on the unit, unit, or it could have an auto automatically if and when it comes in contact with water the device is essentially battery operated this helps because power is the first entity to be affected in case of a calamity hydrostatic release units hru are pressure activated mechanisms designed to automatically and ဒါကတော့ကျွန်တော်တို့ခုနကလေဟို hru အလုံးလုံးကိုပြန်ပါပေါ့နော် hru ကျွန်တော်တို့ကျွန်တော်တို့ကရေရေမြေတဲ့မြုပ်တာအခုရေတမော့ရေတဲ့မြုပ်သွားပြီပေါ့ရေမြုပ်သွားတဲ့အချိန်မှာဒီ effect data ဆိုကျွန်တော်တို့ကာဗာလေးပေါ့နော်အဲ့ဒီကာဗာလေးကနေဘယ်လိုလွတ်လွတ်သွားလဲပေါ့နော်အဲ့ဒါလေးချက်ကြည့်လိုက်ပေါ့ automatically deploy when certain conditions are met အဲ့ဒီပဲလေးကကျွန်တော်တို့အဖုံးကတော့သူပွင့်သွားမယ်ပွင့်သွားပြီးတော့အထဲမှာဘယ်လိုလွတ်လွတ်လပ်လပ်ကြည့်ရတာပေါ့နော် this occurs when submerged underwater to a depth between 1 to 4 meters အဲ1 to 4 meters activation depth will vary depending on the model the pressure of the water against the diaphragm within the Casey causes a plastic pin to be cut, which releases the float free bracket casing, allowing the EPRB to, to float free to the water's surface. The EPRB must be free of obstructions to float to the surface. Once the EPRB is released and exposed to the water, it automatically activates via the water activated switch. The EPRB floats to the surface of the water with the aerial pointing vertically, and the distress signal is transmitted. Here is a sample illustration on how does EPUB works. ဒါတော့သူဘလို့ခုနကျွန်တော်ပုံလေးနဲ့ပြထားသလိုလीဘလို့အလုံးလုံးလဲပေါ့နော်ဒီဘက်ကဘလို့အလုံးလုံးလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြပြပါမယ်နော်ဒါတော့ကျွန်တော်တို့ဟိုပုံလေးကတော့ပို့ရှင်းတာပေါ့နော်ကျွန်တော်တို့ဒီဒီကောင်းထဲပြပြရတဲ့ဆိုင်ခုနကဒီဘက်ကနေ satellite ကိုပို့ပြရတဲ့ဆင်ဆင်သွားတာပေါ့နော် It is possible That's that the effort might alert get alert no? activated by mistake no, like, by an individual on board. In order to prevent a chain of SAR operations in motion, it is imperative that the EPIRB false transmission is cancelled. In case the EPIRB is falsely activated, the nearest coast station or RCC. တကယ်လို့မတော်တဆကျွန်တော်တို့ထွက်သွားရင်မလုပ်မယ်ဆိုတော့နေရတဲ့ rescue coordination center ပေါ့နော်အဲနေရတဲ့ rescue coordination center ကိုကျွန်တော်တို့ immediately အကြောင်းကြားပြီးရင်တွင်းရင်ကျွန်တော်တို့ immediately involve လုပ်ပြီးတော့ကျွန်တော်တို့ for alert for alert ဖြစ်ပါတယ်အကြောင်းပေါ့နော်ဒါကိုကျွန်တော်တို့ကပြောရမှာပေါ့နော်အဲပြီးရင် for alert ကို cancel လုပ်ပေးရမှာပေါ့နော် rescue coordination center must be informed immediately of this event and is mentioned cancel it the cancellation intimation must also be sent to the အဲဒါကကျွန်တော်တို့ forward cancellation ကိုကျွန်တော်တို့ send နဲ့လုပ်တဲ့ချိန်ကျရင်လည်းကျွန်တော်တို့ appropriate authority ကျွန်တော်တို့ဒီကျွန်တော်တို့ flat state ပေါ့နော်ဒါ flat state ကိုလည်းကျွန်တော်တို့အကြောင်းကြားရမယ်ပြီးရင်ကျွန်တော်တို့ရှင်းအောင်တာပြီးတော့ဒါမှမဟုတ်တကယ်လို့စိတ်ကန်းလို့ဘာလို့သွားမယ်ဆိုလဲစိတ်ကန်းလို့ဘာလို့နေရဆိုလဲကျွန်တော်တို့ကျွန်တော်တို့သွားမယ်စိတ်ကန်း agent လို့ဘာလို့ပေါ့နော်ဒါ၄ကျွန်တော်တို့အကြောင်းကြားရမယ်ပေါ့နော် appropriate authority the ship owner and or the agent must also be informed how to test an error the error should He tested once a month to ensure operational integrity and must be logged into the GMDSS logbook. The testing procedure depends on the manufacturer. Here is a sample procedure in testing of EPR. So the first thing to do when you want to test your beacon is remove it from the mounting bracket, ensuring that the antenna is vertical. Lift the latch on the top of the EPIRB. You'll see the on-off switch which obviously you shouldn't activate unless it is a true emergency. And you'll also see your test button. When you press and hold the test button for two seconds, the green LED on the side of the beacon will flash once, accompanied with a high beep, and the strobe light on the top of the beacon will also flash. That's indicating that the test procedure has started. The beacon will then test four elements of the circuitry. The first is the electrical circuitry within the beacon. The second is the 121.5 megahertz homing transmitter, the third is the 406 megahertz radio transmitter, and the last test is for the GPS receiver. Now, of course, these are GPS beacons, and as I mentioned, non-GPS beacons will have a different set of lights. When you press the button on the top, you should see four green flashes and four high beeps, followed by one long illumination of the green LED.

ဒါကောင်းဆုံးကတော့ကိုယ်တမမမှာရှိရဲ့ iPad တိုက်ပုံမူတည်ပြီး iPad iPad manufacturer ရှိရဲ့ပြင်မတော်ဘယ်လို test လုပ်ရလဲဘယ်လို instruction ရှိရပါတော့အဲ့ဒီ instruction လေးကိုကျွန်တော်ကြည့်ပြီးတော့လုပ်တာကောင်းလို့ပဲပေါ့နော် must be inspected visually for ဒါကတော့ကျွန်တော်တို့ခုနကလို maintenance ပေါ့နော် iPad နဲ့ပတ်သက်ပြီး maintenance ပိုင်းလုပ် any defect such as cracks it is advisable to clean the upper once in a while with a dry cloth while cleaning the switches must be specifically checked the expiry date of the battery must be checked to cover the immediate as well as the next voyage at the least. Send the EBRB back to the service agent or the supplier request a service if the EBRB fails the monthly checks. In the event that the HRU has crossed its expiry date, the HRU must be replaced on board, An HRU must be marked with an expiry date two years into the future. EBRB Battery Specification Every battery has a fixed lifetime and should be regularly checked to ensure it transmits properly in an emergency situation. Has 12 volt battery. 48 hours of transmitting capacity. And ဒါအရေးကြီးရပါတော့ဒါခုနကျွန်တော်တို့ပြောရဲ့ဟိုဆတ်မှန်တော့လို့ပဲလေကျွန်တော်တို့ဟို transmitting လုပ်တယ်ဆိုရင်ဘက်ထရီကဘယ်လောက်ခံမလဲပေါ့နော်အဲ့လိုသဘောပဲအဲ့လိုမေးရတဲ့သဘောပေါ့နော်အဲ့တော့ e-pack ကိုကိုကအတီးပေးလုပ်လိုက်တယ်ဆိုရင် e-pack ကဘယ်လောက်ခံမလဲပေါ့အဲ့တော့ e-pack က transmit tinggal jadi 48 hour kan ni 48 hour solo jenaruh nan naya Normally replaced every two to five years. Mount location, the effectiveness of an EPIRB is dependent on where the unit is mounted. An EPIRB should be mounted in the outside of the vessel. The vessel may list or roll during submersion, so take this into consideration during installation in a clear open space away from any obstructions, where it is easy to access in an emergency and manual activation is required, where it is protected from damage. Okay, mate, that's all for this video, and thank you for. အဲ့တော့ကျွန်တော်တို့ဒီဘက်နဲ့ပတ်သက်ပြီးတော့ပြီးပြီပေါ့เนาะဒါခုနကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်ပြောတဲ့ဟာကိုဗီဒီယိုလေးနဲ့ကျွန်တော်ပြန်ရှင်းပြသွားတာပေါ့เนาะအဲ့ဆိုတော့အဲ့ဒါလေးကျွန်တော်တို့သိချင်ပြန်ကြည့်ဖို့လိုတယ်ပေါ့เนาะအဲဒါလေးပြန်ကြည့်ပြီးတော့ဒါ <laughs> ီပင်နေပတ်သက်တာတော့ပြီးသွားပြီပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့ဒီပုံလေးကိုတစ်ချက်ပြန်ပြပြီးပေါ့နော်။ဒေချာလေးကြည့်လို့ရအောင်။အင်းရပါပြီ။အဲ့ဒါလေးပေါ့နော်။ဒါကျွန်တော်တို့ event တခုနာကာပါလေးဒါလေးကိုကျွန်တော်တို့ဖြုတ်တယ်။ဖြုတ်ပြီးတော့ဒါကိုဖွင့်လိုက်တယ်ဆိုရင်ဒါလေးကိုမြင်ရမယ်။ဒါလေးမြင်ရပြီခုနကဒါလေးကျွန်တော် switch button လေးပေါ့နော်။ switch button နဲ့ဒါလေး HRU ပေါ့နော် HRU လေးဒါလေးကခုနကဒါလေးကိုထုတ်ထားတဲ့အတိုင်းကျွန်တော်ပြပြပါတော့နော် ီးတော့ဒါဒါသူဘာလေးလဲဆိုတာလည်းလေးကြည့်လို့ရအောင်ပေါ့နော်အဲကြည့်လိုက်မယ်အဲဥပမာပေါ့နော်အဲပြောရတယ်မာတာတော့ဒီမီဒီယာလင်းမှာလာစတုတ်လိုက်နေဒါ LED light လေးပေါ့နော်ဒီလင်းမဲ့နေရာလေးဒါလေးကကျွန်တော်တို့ခုနပြောတဲ့ HRU ဒီအရာကြီးကကျွန်တော်တို့ဒီ breaker frame ပေါ့နော်ဒါကြီးကျတော့ကျွန်တော်တို့ပူတက်ပေါ့ဒါလေးဆွဲပြောမှကျွန်တော်တို့ switch လေးရော on အောင်ပါเนาะအဲ့လိုပုံစံလေးပေါ့ဒါတော့ခုနကကျွန်တော်ပြောလိုပဲလေတိုက်ပေါ်လို့မူတည်ရပါเนาะဒါကျွန်တော်တို့ indicator လေးပြဖို့ရှိရယ် ဒါတော့ကြာတော့သူတို့ခါပတ်တဲ့ပတ်လေးကို whole strap ပေါ့နော်ဒါလေးလမ်းရကျိုးလေးလည်းပါတယ်ပေါ့နော်ဒါဆိုရပါပြီနော်ဒါဆိုဒီပတ်နဲ့ပတ်သက်ပြီးတော့ပြီးပြီပေါ့နော်